ပြိသက်ကြီးရေငွေချေးလောကရဲ့အမှန်ကန်ဆုံးနေရာမှာကတော့ချမ်းသာသူဟာလကများသောသူမဟုတ်ငွေကြီးစီမံခန့်ခွဲတတ်သောသူပဲဖြစ်ပါတယ်။တင်းရဲ့လစာကသိန်း90ဖြစ်နေပါစေစီမံခန့်ခွဲမှုညံ့ပြီးရင်ချမ်းသာလာမှာမဟုတ်ပါဘူး။ဒီအမှန်တရားကိုဘလို့နားလည်ပြီးလက်တွေ့ကျင့်သုံးရမလဲဆိုတာဆွေးနွေးကြည့်ရအောင်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်မောင်ပြားပါ။ဒီ Financial Stability Channel ကိုလာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ ချမ်းသာမှု၏လျော့ဝှက်ချက်လာစာမဟုငွေကြီးစီမံခန့်ခွဲမှုအကြောင်းအရာကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အချက်ရန်သူတော် lifestyle inflation လူနေမှုပုံစံမြင့်တင်ခြင်းကျွန်တော်တို့အားလုံးကြုံတွေ့ရတဲ့အကြီးမားဆုံးပြဿနာက lifestyle inflation လို့ခေါ်တဲ့လူနေမှုပုံစံမြင့်တင်ခြင်းပါ။ဒါဟာ Parkinson's law of triviality နဲ့ဆက်ဆက်နေပါ යි ။ဝင်ငွေတိုးတယ်၊ bonus ရတယ်အဲ့ဒီအခါမှာဝင်ငွေတက်တာနဲ့အမျှကားအသစ်ပိုကြီးတဲ့အိမ် ိုဆေးကျိတဲ့စားတောက်ဆိုင်တွေကိုချက်ချင်းမြုပ်တင်သုံးဆွဲပစ်လိုက်ပါတယ်။ဒီရလက်ကပါလေဝင်ငွေ350ရာသူဟာဝင်ငွေ320ရာသူထက်ပိုချမ်းသာတယ်လို့ထင်ရပေမဲ့သူ့ရဲ့လားစီစုဆောင်ငွေတော့မဟုတ်အသားနဲ့ပိုင်ဆိုင်မှု net worth ဟာတုံ့ညပင်ဖြစ်နေနိုင်ပါတယ်။ဒါကြောင့်ချမ်းသာဖို့အတွက်ဝင်ငွေထက်ဘလောက်ထိမ့်သိမ်းနိုင်လဲဆိုတာကအဓိကပါ။နံပါတ်1ချမ်းသာမှု၏စစ်မှန်သောတိုင်းတာမှု net worth equals assets minus liabilities ချမ်းသာမှုရဲ့စစ်မှန်တော်တိုင်းတာမှုဟာဝင်ငွေမဟုတ်ပဲအသားနဲ့ပိုင်ဆိုင်မှုပဲဖြစ်ပါတယ်အသားနဲ့ပိုင်ဆိုင်မှု equals ပိုင်ဆိုင်မှုများအနုကျွေးမိများချမ်းသာသူတွေဟာဝင်ငွေဘလောက်ရရသူတို့ယေစုစောင်းငွေနဲ့ယင်းဒီမြုံနံမှုကိုအမြဲတမ်းမြင့်နိုင်ဖို့အာယုံဆိုင်နေသူတွေဖြစ်ပါတယ်၃ငွေကြီးစီမံခံခွဲမှု အောင်မြင်ရေးအဆင့်၃ဆင့်ဖန်သားပြင်ပေါ်ရင်းဆင့်၃ဆင့်ကိုအဆင့်လိုက်ရှင်းပြပါမည် အဆင့်တိပထမဆုံးကိုယ့်ရဲ့ကုန်ကြစရိတ်စီးစင်းမှုကို နားလည်ပါဒီအဆင့်ကငွေဝင်ငွေထွက်မှန်သမျှကို စနစ်တကျမှတ်တမ်းတင်ခြင်းမှာလှုပ်ဆောင်ရမယ့်အရာတလအတွင်းဝင်ငွေဖျက်မရတဲ့ကုန်ကြစရိတ်တွေနဲ့လစဉ်ဘလောက်ချမ်းရှိတယ်ဆိုတာကို သိရှိအောင်လုပ်ပါ ဥပမာငွေဝင်350မှာမရှိမဖြစ်ကုန်ကြစရိတ်180ကျပ်နှုတ်လိုက်ရင်ကျပ်80ကျပ်နဲ့ရည်ရွယ်ချက်ဒီ80ကျပ်ဟာစုဆောင်ဖို့လားသုံးဖို့လားဆိုတာကိုအသိရှိသွားပါလိမ့်မယ်အဆင့်နှင်းကိုယ့်ရဲ့အကျင့်စရိုက်ကိုဖြူပြီးမှာဒီအဆင့်မှာပေးရွာဆက်ဖတ်ဆိုတဲ့နေရာမကိုကျင့်သုံးရပါမယ်နီလန်းက လာကရတာနဲ့ပထမဆုံးလုပ်ရမယ့်အရာကသုံးဆွဲခြင်းမဟုတ်ဘဲစူဆောင်းခြင်းနဲ့ယင်းနီးမြုံနှံခြင်းဖြစ်ရပါမယ်50 30 20နီလန်50ရာခိုင်နှုန်းကမရှိမဖြစ်ကုန်ကျစရိတ်တွေ30ရာခိုင်နှုန်းကသုံးခြင်းနဲ့ကုန်ကျစရိတ်တွေ20ရာခိုင်နှုန်းကစူဆောင်းခြင်းနဲ့ယင်းနီးမြုံနှံခြင်းဒီအပိုင်းကိုဦးစားပေးပါအဆင့်3ကပန်းနိုင်ကိုတွေ့ပါလိမ့်မယ် goal setting and action တင်းရဲ့ငွေကြေးပန်းနိုင်တွေကိုအတိအကျအချိန်ပေါင်းသတ်မှတ်ပြီးတွားရပါမယ်ဥပမာလစဉ်တင်း30စုဆောင်းမယ်ဆိုရင်တနေ့အကြမှာတင်းတရား20ရပါမယ်၃နေ့အကြမှာတင်း360အမြတ်မပါရပါမယ်ပန်းနိုင်ရှင်လေးလမ်းကြောင်းရှင်လေးဖြစ်ပါလိမ့်မယ်နီကုံကျုံနဲ့အနစ်ချုပ်တင်းရဲ့ချမ်းသာကြွယ်ဝရဲ့ခီးလန်း road map ဟာခြေလမ်း၃ခုပေါ်မူတည်ပါတယ်တဲ့ သိရှိခြင်း awareness ဝင်ငွေနဲ့ကုန်ကျစရိတ်ကိုအသေးစိတ်မှတ်တမ်းတင်ပါ1စုဆောင်းခြင်း saving လက်ခရတာနဲ့သတ်မှတ်ထားတဲ့နှစ်စိတ်ရခိုင်နှုန်းကိုယင်းနည်းမြုံနှံမှုအကောင့်ထဲချက်ချင်းလွှဲပါ3ယင်းနည်းမြုံနှံခြင်း investing ထိုစုဆောင်းငွေတွေကိုငွေကြေးဖောင်းပွားမှုထက်ပိုမိုများတဲ့အမျက်နှုန်းဥပမာရှိရခိုင်နှုန်းမှာအစင်ရခိုင်နှုန်းမြောက်ရှိမဲ့နေရာများတွင်မြုံနှံတပါဒီလိုအဖြစ် လက်ခနဲတော်လဲစီမံခန့်ခွဲမှု ကောင်းမွန်သူဟာလက်ခများတော်လဲအလီအလွင့်များသူထက်ပိုမိုလေးမြင်စွာငွေကြီးလွတ်လပ်မှုကို ပိုင်ဆိုင်နိုင်မဲ့အကြောင်းတင်ပြရင်းနဲ့ဤကုံချုပ်လိုက်ပါတယ်ခင်ဗျာတင်းရဲ့လားစင်စူဆောင်းမှုရာဂိုင်နှုံးကို comment မှာမျှဝေခဲ့ပါအောင် like and subscribe လုပ်ပါရလောက်ကြည့်ရှုပေးသူများအားလုံးကိုကျေးဇူးတင်ပါတယ်